အဲ့တော့အင်ဇိမ်7ဖတ်ပြီး find that find that we can all align but see through the by by the four seven by that we have a new life the x y z equal to 3 plus 2k comma minus 1 plus 3k comma 1 minus k အဲ့တော့မြင်းဘယ်နှကြောင်းလဲဆိုတော့နှစ်ကြောင်းဒီမှာတစ်ကြောင်း နော် find the equation of the line ဆိုတော့ဒါ line equation ကိုရှာတိုင်းလေနောက်တစ်ခုနောက်တစ် line ပေးတာလေဒီမှာကျတော့ line ဘာကိုပေးတာလဲ equation ကိုပေးတာတဘောဒါကြောင့် equation ရှာခိုင်းတယ်နောက်တော့ကျ equation ပေးတာပေါ့ပြီးရင်ပေးချက်ကနှစ်ချက်ပေးတာအဲ့ဒီလိုချင်တဲ့ line equation ကိုရှာရမယ်ပြီးတော့ဒီ line ကဘယ်ကိုဖြတ်လဲ -4, -7, -3 ကိုဖြတ်တယ်ဒီလိုချင်တဲ့ line ကနော် ပြီးတော့အဲ့ဒီလိုချင်တဲ့ line နဲ့ပေးထားတဲ့ line မြန်မာအင်္ဂလိပ်လိုပြောရင်က require line နဲ့ given line ပေါ့ require line နဲ့ given line ကဘာဖြစ်တယ်လို့ပြီးတာလဲ down match ရတယ်လို့ပြီးတာနော်အဲသူရဲ့ပေးချက်တစ်ချက်ရှိတယ်အဲ့တော့ဆရာဥမာပုံချမ်းပြောလို့ရှိရင်ကွာဒါပုံချမ်းပေါ့နော်ဥမာပြောတာဒါလိုချင်တဲ့ line ပေါ့နော်အဲ့တော့သူရဲ့သူကပုံမှန်ဖြတ်လဲ minus 4 comma 7 comma minus 3မှာဖြတ်ရဆိုပြီး ေးထားတယ်ဒီလိုင်းအဲသူဒီလိုင်း equation ကိုရှာတယ်ပြီးတော့သူကဘာဖြစ်လဲပေးထားတဲ့ line နဲ့ဘာဖြစ်လဲတောင်းမကြเนาะပေးထားတဲ့ line ဆိုကြတော့ဘာပေးထားလဲ equation ပေးထားတယ်သူ equation မှာပေးထားလို့ဆိုရင်ဒီနားလိုပဲရှာယူလိုက်မယ်သူကဒီအောက်မှာရေးလိုက် equation တော့ x y z equal to ဘာလို့ပေးထားဆိုရင် 2+3k, -1+3k comma 1 minus k ဆိုပြီးပေးတာအဲသူ့ပြချက်ဒါပဲအဲဆရာတို့ရှာရမှာဒီ line ရဲ့ equation ကိုရှာရမယ်ပြီးတော့ဒီ line ရဲ့ဘာကိုရှာရမယ်စုံမက်ကိုရှာနော်နှစ်ခုရှာပေးရအောင်ပေါ့အဲ့တော့ပထမဆရာတို့ဘာရင်လုံးမလဲဆိုရင်ဒီ line နှစ်ခုစလုံးရဲ့ derivative value ရှာမှပြရအောင်ဘာဖြစ်လို့ derivative value ရှာမှရမယ်လို့ပြောလို့ဆိုတော့ဒီ minute ကြောင်းဘာဖြစ်တယ်လို့ပြတာလဲ အဓိကဒါအဓိကချက်ပဲကွာဟိုဒီပုံစံကိုစောက်တော့ဘူးတော့ဘလို့ချင်းကတ်မလဲဆိုရင်ဒီပပန်ဒီကူလာအဓိကအဲ့တော့ဒေါမက်ကြားရလို့မြင်းနှောင်းဒေါမက်ကြားရလို့ပေးတာဆရာတို့ဘာသိတာလို့ဒါမှကြရင်ဘာဖြစ်တယ်လို့သိတာလဲသူရဲ့ directive value တွေရဲ့ညှောက်ပြီးတော့ပေါင်းခြင်းကဘာနဲ့ညီတယ်လို့သိတာလဲ0နဲ့ညီတယ်လို့သိတာအဲ့ဒီချက်ကိုဆရာတော့တော့ပါဒီပပန်ဒီကူလာကိုတွေးလို့ directive value တွေရဲ့ညှောက်လို့များပေါင်းခြင်း0နဲ့ညီတယ်ဆိုတာကိုသိရတယ် အဲ့တော့ဒါဆိုပါရှာဒါပေါ့ပါရှာမယ် directive value ရှာမှာပေါ့ directive value များလက်များပေါင်းခြင်း0နဲ့ညီလို့ဆိုတော့ directive value ရှာအောင်အဲ့တော့ဘယ်သူရ directive value ရှာမယ် requirement line ရဲ့ directive value ရဲ့ given line ရဲ့ directive value ဆိုပြီးနှစ်ခုရှာပြအောင်အဲ့တော့ဆရာတို့စပြီးရှာတယ်နေဆုံးပိုင်းရှာလိုက်တယ်ပေးထားတဲ့မြင်ကြောင်း directive value အဲ့တော့ပေးထားတဲ့မြင်ကြောင်းမှာဘာပေးထားလဲသူ့ရဲ့ဘာကိုပေးထားလဲ လိုက် equation မပေးတာလားတနည်းပြောရင်ကိုးသနစ် form နဲ့ပေးတာလေအဲ့ဒီမှာ derivative value ကဘယ်ဟာအဲဘယ်သူရများဘယ်သူရရှိရဟာ k ရဲ့အရှိကဟာ derivative value မဟုတ်လားပုံသဏ္ဍာန်ရှားမှန်းပြီးတယ်နော်ဒီလိုဒီလိုရေးခဲ့တယ်လေ x1 plus ဘာအဲ့တော့ဆိုလိုချင်တာ k ရဲ့အမြောက်ပေါ်ဂိမ်းပြတဲ့ l m n ကပါလဲ directed value မဟုတ်လားဒါကြောင့်မို့ပြောချင်တာက k ရဲ့ရှိကမြောက်ပေါ်ကိန်းဒီပါလဲ directed value ဒါကြောင့်မ given line directed value ကဘယ်လားလဲ2 3 negative 1ဒါမှဒီကြောင်းနားလဲမှာဘောပါမနော် given line directed value ဆိုတာဘယ်သူအရှိကြီးလိုက်ရပြီ k ရဲ့ရှိကြီးလိုက်ရပြီ p n require line directed value အဲ့ဒါကိုလည်းစဉ်းစားရတယ် requirement line derivative value လို့ခြင်းစာလို့တိလာတာဒီ requirement line မှာဘာတိလဲသူရဲ့ဖြတ်မှတ်တိလာတယ်ဟလာဒီပေးထားတဲ့မြင်ကြောင်လိုချင်တဲ့မြင်ကြောင်ဖြတ်တဲ့ဖြတ်မှတ်ပေးထားတယ်ပြီးရင်စာလို့ derivative value ဆိုတာတကယ်တမ်းဗနမှတ်တိမှရဟိုအကဲဒါရဲ့ပေးထားလို့ဒီ given line တော့ဒါရဲ့ပေးထားလို့တော့စာလို့တိတာအကဲအမှတ်နဲ့ပေးထားဗနမှတ်တိမှရမလဲဟုတ်အားလုံးပေါင်းလိုက်တာသူက6ခုအဲ့လိုပြောတာလားနှစ်မှတ်တိရပြီလေ နှစ်မောက်မှာကြာအိတ်ဝိုင်ဇက်နှစ်မောက်ဟာလားသူကအိတ်အိတ်နှမျိုးဝိုင်နှမျိုးဇက်နှမျိုးအဲ့လိုပြောတာဟုတ်လားဟမ်ဟုတ်တယ်သူသုံးခုလေဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဟောပြီဟောပြီမှန်တယ်လေအဲ့တော့ဘာဖြစ်လဲနှစ်မှတ်တိရမှာပေါ့အဲ့ဒီနှစ်မောက်ကဘာလို့လိုက်ရပြီလဲနောက်လိုက်ရင် directive value ဆရာတို့ရအဲ့ကြောင့်မို့ဆရာတို့ကဒီ require line ရဲ့ directive value လို့ကျင်ဆရာအမှတ်ကဘာလို့တိလဲ negative 4 comma 7 comma negative 3တတ်မှတ်တိတယ်ပြီးရင်ဒါက ဒီရှားဦးပေးထားတဲ့ဒီဒါပေးထားတဲ့ line ပါနော်ဒီ line ရဲ့ equation ရဲ့ coordinate form ဆိုတာတနည်းအားထဲမှာရှိတာမဟုတ်ဘူးလေသူကဘာဖြစ်လဲဒီ line ပေါ်မှာရှိတဲ့အမှတ်တွေအားလုံးကိုကူစားပြတာဒီ a1 ဇာဆိုတာအဲ့တော့ပြောချင်တာကဒီအမှတ်ကဒီညမှာရောမရှိနိုင်ဘူးလားတပည့်ဒီညပါနော်ဒီညမှာလည်းရှိနိုင်တယ်အဲ့တော့ဆိုရင်အဲ့ဒီညမှာဆိုရင် line ရဲ့ equation ရှားမယ်အမှတ်ဘယ်နှမှတ်သိပါမှာလဲအမှတ်နှမှတ်သိပါရလို့ယူဆလို့ရတယ်ဒါကြောင့်မပြောချင်တာက ီ line အခုချင်းစာပေါ့အမှတ်နံပါတ်သိတယ်ဘယ်သူနဲ့ဘယ်သူနဲ့လဲသူနဲ့သူဆိုပြီးစာကိုပြောလို့ရတယ်ဒါကြောင့်မို့ requirement line derivative value လို့ကျင်သူတို့နှုတ်ကဘာလို့လိုက်ရပြီနှုတ်လိုက်ရတယ်အဲဆရာဒီမှာဟောတိတာတွေတိတာဆရာဆီးရထားပြီးနှုတ်လိုက်တယ် requirement line derivative value လို့ကျင်ဒါအနောက်တွေအရှိလို့ပဲယူလိုက်တယ်နော်အဲ့တော့ဘာလဲဘာလို့ negative for ရ3 2 oh sorry 3 2k ကိုနှုတ်တယ်7နဲ့ကနေ -1 3k ကိုနှုတ်တယ် -3 ကနေ 1 minus k ကိုနှုတ်တယ်ရမှာเนาะဒီမှာတွေ့တယ်เนาะအဲ့ဒါပါလဲ require line ရဲ့ directive value ဆရာတို့ရပါတယ်ပြီးတွင်ခန့်တတိခန့်တတိသာခန့်เนาะ directive value ဆိုတာဘာနဲ့ခန့်တာလဲဓာတ်တွင်နဲ့ဆရာတို့ခန့်တာเนาะအဲ့တော့အသားရှင်းလို့ရတယ်လीရှင်းလာတော့ဘာရအောင်အရှေ့အနောက်ဆိုအထက်ရလက္ခဏာပြောင်းအောင်เนาะဒါဆို -7 -2k အမှန်เนาะဒီမှာဆိုရင် plus မဖြစ်ဘူးလားအဲ့တော့ဆို8 -3k မှာเนาะဒီမှာဆိုရင် minor 4 plus k ဒါဘယ်သူရဲ့ directive value require line ရဲ့ directive value ရပြီတခါပြန်ပြောမယ်နော်ဒါတေချာရဒီပုံစံရနည်းနည်းဟိုတွက်နေကြစဉ်းစားနေကြပုံစံရမလို့နည်းနည်းတော့ခတ်တယ်အရင်ဆုံး given line ရဲ့ directive value ဆိုရင်ဘယ်ယူလိုက်ရပြီလဲဒီ given line equation ပေးရမလို့သူဘယ်ရှေ့အမြောက်ဘောကိန်းယူလိုက်ရပြီ k ရှေ့အမြောက်ဘောကိန်းဒီဘာရဲ့ directive value given line ရဲ့ directive value require line directive value ကြတော့လိုချင်တဲ့ line အတွက်ပါပေးတာလေသူရဲ့ passing point ဖြတ်မှတ်ပေးတာတယ်ပြီးရင် given line ရဲ့ equation ဆိုတာအရာဒီမြင်းချောင်းပေါ်မှာပဲရှိတာမို့လို့ဒီနေရာလဲရှိနိုင်တယ်ဒါကြောင့်မို့အမှတ်နံပါတ်သိတယ်လို့ယူဆလိုက်တယ်အဲ့တော့ဘာလို့လိုက်လဲအမှတ်နံပါတ်သိတော့အနောက်တွေကနေရှိဦးဇာတ်လို့နှုတ်လိုက်ဒါဆိုသူရဲ့ directive value နှစ်ခုဇာတ်ရအောင်အဲအဲ့ဒါသိရင်နောက်ဒါဒါသဆင့်ပြီးသွားပြီလို့ပြောလို့ရတာဒါတစ်ပိုင်းပြီးပေါ့နောက်တစ်ပိုင်းပြီးကြတော့တော့မှာနောက်တစ်ပိုင်းဘာလို့ ဘာဖြစ်တယ်လို့ပြောတာလဲတောင်းမကြရလို့ပြောတာတောင်းမကြခဏပြောတာပြီးသားဘာဖြစ်လဲတောင်းမကြဒါလည်း value တွေရဲ့မြောက်လက်မြားပေါင်းခြင်းဘာနဲ့ညီလဲဒီလိုနဲ့ညီလဲအဲ့ဆိုဘာနဲ့ဘာနဲ့မြောက်အာ2နဲ့7 minus 7 minus 2k မြောက်မယ်3နဲ့မြောက်မယ် minus 1နဲ့ minus 4 plus k နဲ့မြောက်ပြီးရင်ဘာလုပ်မလဲပေါင်းမယ်အဲ့ဒါကိုဘာနဲ့ပြင်ကြည့်ရအောင် အဲအဲ့တော့ဆရာဒုတိယတစ်ပိုင်းနော်အဲ့တော့ for some reason မှာ k အတွက်ဒါ sorry ဒီ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 သွားတာနော်အဲ့တော့မြင်းနေကြောင်ဒါမှကြရင်တို့ရဲ့ directive value တွေအများလည်းများပေါင်းခြင်းဗာနဲ့ညီလဲဒီလိုနဲ့ညီတယ်ဒါအဲ့ဒီမှာရှင်းပေါ့ဘလိုက်ရမှာပြော minus 40 minus 40 24 minus 9k minus 4 minus m i n u s k equal to 0ပေါ့နော်အဲ့တော့အဆင့်တူတာတွေပါအာ -4k နဲ့တော်တော်တော် 14k -9k နဲ့ -9k ဆိုတော့ -14k ဒီစမှာ constant ကပါရှိလဲ14ရဒီမှာက28တက်လေးတော့ပြန်တော့ဘလောက်ခေါ်ဒီညာနော်အဲ့တော့ဆရာဟိုဘောက်ဆရာရွှေ့လိုက်တယ်ဆရာတို့လို့ရွှေ့လိုက်ရနော်ဒီ -14k ဟိုဘောက်သွားတော့ဒါမှမဟုတ်သိမ့်မဲ့ဆရာကြီးလိုက်ပါမယ် 14ရဲ့ဘာရ minus 40k ရ equal to ဘလားလဲ0အဲ့တော့ဘာဖြစ်လဲ minus 40k ဟိုဘက်သွားတော့ plus 40k ကိုပြောရအောင်အဲ့ဒါဆိုဘာလို့လိုက်ရပြီလဲစားလိုက်ရင်ဒီတမို့ပြလိုက်ရမယ်1ရဒါဒုတိယအစဉ်လုံးမှာဒီနေ့စနားလဲမှာဒါပြောမှာနော်ပရမပါရင်ရှားမယ် derivative value နဲ့မျိုးရှား given လိုက်ရင် derivative value ဆိုရင် k ရှားမြောက်ပုံကင်းကြည့်လိုက် require လိုက်ရင် derivative value ဆိုရင်သူ့ရဲ့ coordinate နှစ်ခုဘာလို့မလဲ နှုတ်လိုက်အဲ့ဒါဆို directive value နှစ်ခုရပြီးရင်ဒုတိယအပိုင်းပုံစံမှာ line တစ်ခုဘာဖြစ်တဲ့ပေးတာလဲဒါမှကြရပြီးတော့မို့လို့ directive value တွေရဲ့မျှောက်လက်များပေါင်းခြင်းကိုဘာနဲ့ပြီးညီဒီလိုနဲ့ပြီးညီအဲ့ဒီအနေဒါဒုတိယအဆင့်နေပါရပြီ k ရလာနော်ဟုတ်ပြီအဲ့ဒါဆိုရှာလို့ခြင်းနဲ့ဒီ line equation ရှာလို့ရပြီဘာဖြစ်လို့ဆိုရှာလို့ခြင်းကဒီ line equation line equation လို့ခြင်းရှာတော့ဘာတိရမလို့ပြောတာလဲ line equation ရှာဖို့အတွက်ဘာသိရဘာနဲ့ဘာနဲ့သိရသူရဲ့ဖြတ်မဲ့သမဲ့ဘာပြရမလဲသိရမယ်ပြီးရင်သူရဲ့ဘာတန်မှုသိရမယ်မာလီသူရဲ့ဘာသိရမလဲအဲ sorry ဒီ x1 y1 ဇက်ပေါင်းဆိုတော့ဘာလဲသူရဲ့ passing point ဖြတ်မှတ်မဟုတ်ဘူးလားပြီးရင်ဘာသိရလဲ lm ဆိုတော့ data value မသိရဘူးလားအဲ့နှစ်ခုသိရင်လိုချင်တဲ့ line equation ရပြီလေအခုဆရာတို့ဘာသိလဲသူရဲ့ဖြတ်မှတ်သိလားမသိလားဖြတ်မှတ်ကဘယ်လောက်လဲ minor fog ပြီးရင် lmn ဆိုတာသူရပါတယ်မို့ direct value အဲ့ဒါကိုသိပြီလားသိပါဦးသိသိတော့မယ်ဟုတ်ပြီလေသိတော့မယ်သိကန်နေပြီဘာလို့ဒီမှာသူရပါတယ်မို့ direct value မှာမသိခင်ပါနဲ့ရှိလဲအခု k ပါပြပြီလေရပါပြီအဲ့ဒါ k ဒီမှာဘာလို့လဲသာသွင်းလိုက် direct direct value ဆရာတော့မသိပါဘူးလားဘောပါဆရာတော့ဘောပါလားအဲ့တော့ဆရာဒီမှာပြန်ရေးလိုက်အဖြေထောက်လိုက် သူရပါလဲ derivative value of so derivative value of the rogan la ဒါတကယ်နော်ဒါဘယ်လိုရလဲဒါတော့ကြောင်းကြီးလား derivative value of rogan la ဆိုတာဘယ်မှာတွင်းလိုက်လဲ k ညာဘယ်လောက်တွင်းလိုက်ရပြီလဲ k ညာအခုကြားတဲ့ k တော်မူ1တွင်းလိုက်ရပြီလေအဲ့တော့ဘယ်လိုရ -9 negative 9ပြီးရင်5 -3 အဲ့ဒါပါလဲ derivative value ဒါဆိုရှာတော့ derivative value လဲသိပြီးပြီးရင်ဘာလဲသိလဲ ူရဲ့ဖြတ်မှတ်ဒီမှာဒါသူရဲ့ passport ဖြတ်မှတ်မဟုတ်လားဒါဆိုနှစ်ခုလုံးသိရင်ဘာရပြီလဲသူလိုချင်တဲ့ line ရဲ့ equation ရပြီအဲဆိုဘာရမလဲ equation of the line is ဆိုပြီးရှားရေးရပြီဖြတ်မှတ်ကဘယ်လောက်လဲ minus 4 minus 9 parameter k သိอยู่လို့ရလားမရအောင်ရောရမလေအဲ့တော့ဆိုတခြား k မဟုတ်တဲ့တခြားကြိုက်တာပြီဒီမှာဗာပြီးတိပေးတာကြာမပုံနေတာဖြစ်မယ် အဲ့တော့ဘာဖြစ်လဲ passing point က minus 4 relative value ကဘယ်လောက်လဲ minus 9အဲ့တော့ဖြစ်လဲ minus 4 minus 90နောက်တစ်ခု passing point က7ပြီးရင်ဘယ်လောက်ရမလဲ 5t အပေါင်းတော့ plus 5t minus 3 minus 3t အဲ့တော့ဘာရပါပြီ require line ပြတဲ့လိုချင်တဲ့ line ရဲ့ equation ရပါပြီဒါတစ်ပိုင်းပြီးပါပြီနောက်ဘာလုပ်အောင်ကြာစကြာစုံမသူရဲ့စုံမကိုရှာ အဲစုံမော့လို့ကျွန်တော်ဆရာဘာလုပ်လို့ရပြီလဲပမာသွင်းမလဲအိုးရတဲ့တည်တယ်ဟိုဆရာဟိုကိညာပါဆရာဘယ်လောက်သွင်းလာလဲကိညာပါဘာဆရာပြောတော့ပြသားလေးစုံမော့ဆိုတာဒီနေရာလို့ဆရာအိတ်ဝမ်ဆက်ယူတာဟာလားဒီနေရာသူရစုံမော့မဟုတ်ဘူးလားအဲဒီစုံမော့မှာဒီ equation ရောရေးလို့ရလားမရလားအဲ့ဒါဒီ line equation ကဒီမှာတောက်လျှောက်ဒီတခြားလောင်းကဒီ line equation ကိုပြည့်လဲသေးတယ်အဲ့တော့သူရဲ့ကိတာမိုးဆရာဘယ်လောက်တွင်လဲ ကိနာဘလားစီလား1သင်းလားအဲ့ဒီ1သင်းလားရလာတဲ့မှတ်ကသူ့ရပါပဲလေစုံမှတ်ပဲဒီမှာသင်းလားရှားဘလား5ရဲ့2ရဲ့0ရဲ့ရဒါကြာဘယ်ကနေသာသင်းလာတာလဲရလာတဲ့ k ကိုဒီမှာအစားသင်းလာတော့သူ့ရပါရတယ်စုံမှတ်လို့ရတယ်ရှားပြောရပြီးသားလေဒီ m ဆိုတာဒီနေရာမှာရှိတယ်လို့ပါလို့ရတယ်ယူလို့ရအဲ့လိုမဟုတ်ကွာတော်မဟုတ်ကြာကျွန်တော်အဲ့ဒီကနေတော့မရှားခြင်း ဒီ line နဲ့မရှာခြင်းဘူးရတယ်ဒီအောက်က equation online ဒီဒီ line နဲ့ရောရှာလို့မရဘူးရပါဘူးဒါပေမဲ့ဒီအားရှာရင်တော့ဘာဆက်လုပ်ဖို့လိုအောင်ဟုတ်တယ်ဘာတိဘာတိမရအောင်တီကိုဆက်ရှာတော့နော်တခုရှာကြည့်လို့ရတယ်ဒါလည်း a1 ဇာဒါလည်း a1 ဇာဆိုရင်ဘာချင်းပြီးညီလဲဒါဥပမာရှာချိတ်ပြီးပြောတာနော်မလိုဘူးနော်တွက်ဖို့တော့3 2k ဘာနဲ့ပြီးညီလဲရ -4 -90 နဲ့ပြီးညီလို့ရနော် အဲပင်းကြီးလိုက်ရင်ဆရာတော့ဘာဖြစ်လဲအာကိညာမှာဘယ်လောက်တည်လဲခု1တည်တယ်1တည်တော့5တီက1ရအဲ့တော့ဘတ်သွားရင်9 minus 1တီရဘလားလဲ minus negative 1 minus 1ရအဲ့အဲ့တော့ဒီမှာတွင်းကြီးလေ negative 1နဲ့ negative plus 9ပေါ်နဲ့ plus 9ဆိုတော့5 negative 1တွင်း5 7 minus 5ဆိုတော့2 0 negative 1တွင်း minus 2 plus 2ဘလားလဲဆိုရအောင်ဆိုလို့ကျန်တာဒီဖြည့်ရမရအောင်လားအဲ့တော့ဟိုကြိုက်တဲ့ equation နေဆရာတို့ရှာလို့ရတယ်ဒီ equation ရှာရင်လဲစုံမက်ကိုရအောင်ပါပဲဒီ equation ရှာရင်စုံမက်ကိုရအောင်အဲ့တော့လွယ်လေးစရာတွင်းပါပေါ့ဒါကြောင့်မို့ဆရာတို့ဒီ k တန်ဘိုးကနေပဲပါလို့လာတယ်စားတွင်းလိုက်အဲ့တော့ဒီဘုတ်ကြည့်လိုက်ဒါလည်းမဖြစ်လေခနာပုံနဲ့တူတူပဲဘာပဲပြောင်းလာလဲ သူရဲ့ passing point တွေ equation တွေပဲပြောင်းသွားเนาะအဲ့တော့ပုံချမ်းတစ်ခေါက်ထက်ဆွဲပြောင်းအဲ့တော့လိုချင်တဲ့ line သူရဲ့ဘာပေးတာလဲ passing point ဖြတ်မှတ်ကိုပေးတာဥမာပုံချမ်းပဲပြောတော့เนาะဒီအတိကြတော့မဟုတ်ဘူးသားပါတယ်ဒီအမှတ်ပေါ့ဒါကဘယ်လောက်လို့ပေးတာလဲ a, -1, -10 ဒီ line ဒီအမှတ်ကိုဖြတ်သွားတဲ့ line ရဲ့ equation ကိုရှာတာပြီးတော့သူကဘာဖြစ်လဲ perpendicular တောင်းမှတ်ကြဘယ်သူနဲ့လဲ ဒီပေးထားတဲ့ line နဲ့အဲ့တော့ line ကိုရှင်းပေးထားတယ်ပြော a comma 1 comma z equal to 1 plus 2 minus k comma 3 minus 7k အဲ့ဒါပဲသူပေးချက်အဲ့တော့ခဏပြောသလိုပြန်ပြောမယ်ဒီမြင်းနဲ့ကြောင်းဘာဖြစ်လဲပေးတာလဲပါတီကူလာတောင်းမဲ့ကြရင်ရှားလို့မှန်ငယ်ချက်နေနဲ့ဘာတိတာလဲယောက်ချေပေါင်းလဲ ဒါရိုက်တဲ့ value တွေကညှားလိုက်များပေါင်းခြင်းပါနဲ့ညီလေ0နဲ့အဲ့တော့ ਪਰ မအစင်ရှာတော့ဒါရိုက်ရှာရမယ်သူရဲ့ဒါရိုက်ရှာရမယ်ဒါရိုက်တဲ့ value တွေရှာအဲ့ line တစ်ခုပဲရှိတယ် given line နဲ့ require line အဲ့တော့ ਪਰ မအစင်ဒါရိုက်တဲ့ value ရှာဒီ given line ရဲ့ဒါရိုက်တဲ့ value တီးတန်းရှာကြလို့လားဘယ်ရှိရ k ရှာမြောက်ပေါ်ကင်းဒီ given line ရဲ့ဒါရိုက်တဲ့ value အဲ့တော့2 -1 -7 နာဂုဘာရဲ့ directive value require line ရဲ့ directive value အဲ့တော့ဒီမှာကျတော့ဓာတ်ရဲ့မသိဘူးဓာတ်ရဲ့မသိအမှန်တမှန်သိအောင်အမှန်တမှန်ဒီမှာအဲ့ဒါကိုနှစ်ခုနှုတ်ရင်ပါရမယ် directive value အဲ့တော့ require line ကိုကြည့်လိုက် passing point နဲ့ဒီဓမ္မမသိလားဒီဓမ္မတော့ရှားသိတယ်နောက်တမတ်နောက်တမတ်ဒီပေးထားတဲ့ဒီ line ရဲ့ equation ကိုပဲယူလို့ရလားမရလားပြန်ပြောမယ်ဒီ ဒီ line ရဲ့ equation ဆိုတာဒီနေရာမှာရှိတာမဟုတ်ဘူးเนาะဒီ line မှာရှိတဲ့အမှတ်တွေအားလုံးကိုပြောတာအဲ့တော့ဒီအမှတ်ဒီဒီနေရာမှာရောမရှိနိုင်ဘူးလားအဲဒါကြောင့်ဒီနေရာမှာလည်းမလုပ်လို့ရလဲယူဆလို့ရအဲဒါကြောင့်ဒီအမှတ်ဒီဒီနေရာမှာလို့ဆရာသဘောပေါက်ဟိုဒီအဲ့ဒီနေရာမှာလည်းရှိနိုင်တယ်လို့ပြောတာဒီနေရာမှာဒီပုံစံရှိတာမဟုတ်ဘူးเนาะဒီတောက်လျှောက်ပြေးနေတာဘလို့ပြေးနေလဲကေတံမိုးပြောင်းရင်ပြောင်းသလိုလိုက်ပြေးနေတယ်ကေတံမိုးပြောင်းရင်ဟိုဒီနေရာရောက်လာဟိုနေရာရောက်လာအဲ့လိုသွားနေမှာပေါ့ကေတံမိုးလိုက်သွားပြောင်းနေမှာ တော့ဒီနေရာရောက်ကလေးယူဆရင်ဒါ require line တော့အမှတ်ပဲနံပါတ်သိပါပြီနံပါတ်သိပါပြီနံပါတ်သိရင်မလောက်လို့ရပြီသူရပါရှာလို့ရပြီ direct value ရှာမယ်ဘယ်လိုရှာလိုက်ရပြီလဲနှစ်ခုကိုနှုတ်လိုက်ရရအဲ့တော့နှုတ်ပေါ့ပြောဘယ်လိုနှုတ်မလဲ8 a minus 1 plus 2k minus 1 minus 2 minus k minus 10 minus 3 minus 7 အရှေ့အနောက်ရှိတဲ့အနောက်ကိန်းတန်းမလို့ဂွင်းကပ်ပါပြီးတော့မှဆရာတို့ဆက်ရှင်နေအနောက်ဆိုတော့အနာလက္ခဏာမပြောလားပြောမလားမယ်ဒီမှာက 7-2k ပါနော်နောက်တစ်ခုက minus or minus 2ဆိုတော့ minus 3ဒီကောင်ပလက်ဖြော်ပြီ minus 3 plus k နောက်တစ်ခုက minus 7 or minus 3ဆိုတော့ minus 13ဒီပလက်ဖြစ်ပြီ minus 13 plus 7k အဲ့ဒါကိုဆရာတို့ဘာလို့မှတ်မလဲဒါတစ်ပိုင်းလုံးမှတ်ဒါဘာရှာလိုက်ပြီလဲ given line ရဲ့ directive value နဲ့ require line ရဲ့ directive value ရှာတာပြီးရင်ဒုတိယအဆင့်ဒီမြင်းအကြောင်းဘာဖြစ်လဲပြီးတာလဲ perpendicular ပေးတိုင်းဘာလောက်လို့ရလဲသူရဲ့ directive value တွေရဲ့မြောက်နဲ့မြောက်ပေါင်းခြင်းဘာနဲ့ပေးညီအဲ့တော့2နဲ့ 7-2k နဲ့မြောက် -1 နဲ့ -3k မြောက် -7 နဲ့ -13+7k နဲ့မြောက်အဲ့ဒါကိုဘာနဲ့ပေးညီပေါင်းပြီးတော့0နဲ့ပေးညီနှစ်ခါမြောက် apply ရမှာပြော forty minus four k. Nakamya three minus k. Nakamya. Two then eh? Yeah. Or plus ninety one minus forty nine k. Same two are same. Minus four k ne minus forty nine k is what fifty four minus fifty four k. The maga forty eight. Not much, sorry. Uh, 54k. ေးစားဒီမှာပါလာတာ10လို့အဲ့နော်ဟိုဘက်သွားတော့အပန်းဖြစ်တယ်စားလိုက်ကြည်တယ်မို့ဘလားရလဲတူရဒါဒုတိယဆင်လို့မှာပြီးရင်ဘာရပြီလဲဒါဆိုရင်ဒီကြည်တယ်မို့ရရင်ကြည်တယ်မို့ဒီမှာပြန်ရင်ဘာလို့လဲအစားသင်းလိုက်ရင်ဘာရပြီလဲ require line ရဲ့ directive value ရပါပြီ require line directive value လည်းသိပြီသူရဲ့ passing point လည်းသိပြီဆိုတော့သူရဲ့ဘာကိုရှာလို့ရပြီ equation ကိုရှာလို့ရပြီအဲ့ဒါဆိုတတိယအဆင့်နဲ့ရှာတော့အဖြေမနှစ်ခုထုတ်မယ်နှစ်ခုထုတ် ဘာနဲ့ဘာရဲ့အဖြစ်ဆုံးပရမဘာရဲ့အဖြစ်ဆုံး directly value of require line နောက်တစ်ခုကဘာလဲ equation of the require line အဲ့ဒါကိုရှာလိုက်ရအောင်ပြန်ပြောမယ်နော်ပြင်ကူကဘာနဲ့ဘာကိုထုတ်လိုက်ရပြီ directly value of require line ရဲ့ equation of the require line ဒါရတဲ့ value ရောခိုင်းလိုက်လို့ချင်းဒီ k နဲ့ဘယ်လောက်တွင်လိုက်ရပြီလဲ k နဲ့ပါ2ဒါဆိုဘယ်လောက်ရ3ရဲ့ -1 -1 ရဲ့1ရဲ့ အာဒီမှာဆောက်32ဆိုတော့41ဟုတ်ပြီနော်ဒါဆိုသူက directive value ရတယ်အကြဒီမှာချက်ပြန်ရေးပြမယ်နော်ဒါသူ့ရဲ့အဖြေကြိုရေးပြတာပါကြာကြီးပါရမယ်ပါရမယ်ပြောပါ3ရဲ့ရဲ့ minus 1ရဲ့မလားဘယ်လိုပါလဲ1 1ပဲပြန်ပြောမယ်နော်7 2k k နေတာဘယ်လောက်တွင်မယ်2တွင်မယ် 7 minus 4ဆိုတော့3ဒုတိယ k နာဘယ်လောက်တွင်မယ်2တွင်မယ်2တွင်တော့ minus 1နောက်ဆင်း k နာဘယ်လောက်တွင်မယ်2တွင်တော့14 1ဒါကဒီလိုချင်တဲ့ rocket line directive value ရပြီအဲ့ဒါ directive value လည်းသိတယ်ပြီးရင်သူရဘာလဲသိလဲ passing point လည်းသိရဆိုရင်ဘာရပြီလဲသူရ equation ကိုရပြီ equation ပြောကြည့်မယ် ayz equal to ချက်မှတ်ပြော8 ဒါရိုက်တစ်ဗယ်လူက3ပါရမီတာကိုတီးလို့ရလာမယ်နော်ပြီးသူတို့ဘာလုပ်မလဲပါမယ်အေဘလက်3တီးဖြတ်မှတ်ပြော minus 1 minus t minus 10 plus t အဲ့ဒါဘာရပြီ sorry အဲ့လိုချင်တဲ့ line ရဲ့ equation ရအောင်ပြီးရင်ဘာဆိုင်အောင်မနောက်ဆုံးချင်း why of it that it does that why that ဆိုရင်ဆရာပြောပြီးဒါလေးဒီနေရာမှာလေးယူစားခဲ့ရမှာမဟုတ်လားဒါသူရဲ့စုံမှန် အဲ့ဒါဒီအမရဖို့ဆိုကေနာဘယ်လောက်တင်လိုက်ရလဲကေနာပါတူတူတင်လိုက်ပေါ့အဲ့ဒါဆိုဘယ်လောက်ရလဲ5 5 0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  အဲ့ဒါဘယ်လိုရလဲဆရာခဏပြောတာပြီးဒါဒါပြန်ပြောတော့နော်ပြီးရင် point intersection လို့ရင်ဒါဘယ်မှာတင်လိုက်ရလဲခဏက k နေရာမှာ2စာတင်ပြီးတော့ယူလိုက်ရင်ဒါလိုလိုချင်တဲ့အဖြေရရမှာနော်အနှစ်ပုတ်တပုံစံနဲ့ပဲနှစ်ပုတ်လုံးတစ်ခါလေးတော့ပေါ့အဲ့ကြောင့်ပေါ့နော်အဲ့ကြောင့်ဆရာတစ်ခါလေးရှင်းလိုက်အဲ့ဒီပဲရင်စပြီးတော့ပြီ